င်္ဂလာပါမင်္ဂလာပါကျွန်တော်အရင်ဆုံးသိကျင်တာလေဟုတ်ကဲ့မင်းသားကြီးဆိုရင်လည်းဘလို့တွင်ခဲ့တာလေအာအများပေါ်ပြီးတော့ဒီနာမည်ရခဲ့တာလားနောက်ဖို့ကိုယ်ကလေးနဲ့သဘောချပြီးတော့ဒီနာမည်ကိုဒီတက်ခဲ့တာကျွန်တော်တို့အဘအဆန်အောင်သိန်းလက်ထက်ကလက်ထက်တော့ကျွန်တော်အဲ့လိုအဘနဲ့လိုက်ပြီးတရုတ်ဆောင်လေးတွေလုပ်တယ်လုပ်တော့ကျွန်တော်အပေါင်းအသင်းတွေကကျွန်တော်ကိုမင်းသားကြီးမင်းသားကြီးနဲ့အဲ့လိုခေါ်ကြခေါ်ကြတာအနေမှာကျွန်တော်က ကျွန်တော်ဟိုဒီလောကနေခဏနားပြီးတော့ကျွန်တော်စီဝိုင်းလေးလုပ်မယ်အပြင်မှာကျွန်တော်စိုင်လေးဖြွင့်မယ်ဆိုတော့ကျွန်တော်နာမည်ယူရတဲ့အချိန်မှာကျွန်တော်စဉ်းစားတယ်ဘာယူရမှန်းမသိအဲ့နောက်တော့ဟောမထူးပါဘူးငါအပေါင်းသင်းနေငါ့ကိုမင်းသားကြီးလို့ခေါ်ကြတယ်အဲအဲ့တော့ငါဒီမင်းသားကြီးဆိုတဲ့နာမည်ကိုပဲငါခေါင်းစဉ်တက်လိုက်မယ်ဆိုပြီးတော့ကျွန်တော်အစိုင်နေမှာဒီမင်းသားကြီးဆိုပြီးပေးပြစ်သွားတယ်ပေးပြစ်သွားတဲ့အတိုင်းတောင်မှ ကျွန်တော်ဆိုင်တွေကလည်းအောင်းမြင်လာတယ်လူသိလာတယ်မင်းသားကြီးဆိုတဲ့ဆိုင်အဲ့တော့ကျွန်တော်နောက်ပိုင်းကျွန်တော်အလုပ်ကိုပါကျွန်တော်နာမည်ပါတခါတော့ကျွန်တော်ပြောင်းပလိုက်တယ်မင်းသားကြီးဆိုပြီးတော့ဘာကျွန်တော်လူများသိတဲ့နာမည်ကိုပဲငါအဒီနာမည်ပဲသုံးတော့မယ်ဆိုပြီးတော့အဲ့ရနေစပြီးမင်းသားကြီးဆိုတာဖြစ်လာတာပါဗျဟုတ် နေနိုင်ရကျွန်တော်တို့နေနေကြမဟုတ်ပါနဲ့တခမ်းမွေးလေးကြီးလိုက်အလို့ပြသွားတာဟုတ်တယ်ဗျကျွန်တော်အခုမှကြိတ်လာတာကျွန်တော်ဟိုနှကမ်းမွေးတေယောကရိုက်ရမယ်ဆိုတော့ကျွန်တော်လည်းဒီနှကမ်းမွေးလေးနဲ့နဲ့ကျွန်တော်လူတိုင်းကလိုက်ကြတယ်ဆိုတော့ကိုကကိုကိုဟုတ်ဒီနှကမ်းမွေးလေးထားရတာပေါ့အဲ့တော့အခုကျမှကျွန်တော်ရုပ်ပြရနေပြီးတော့တို့ကောင်းဆောင်နေပြီးကျွန်တော်နှကမ်းမွေးရိတ်ပေးပါ ဆိုတော့ကျွန်တော်ကြိတ်တဲ့တယ်ဒါပေမဲ့ကြိတ်ပြီးသွားတော့တို့ကျွန်တော်ပို့သဘောကျသွားတယ်အဒီတန်းကပို့လိုက်တယ်တဲ့ဩဘလို့သဘောကျပြီးတော့အနေအားရေးပစ်တယ်လို့ပြောမှာဟုတ်တော့မနေ့ကဆိုကြိတ်တာအာထဲကပဝါအစအာဒါလေးဓာပြင်ဆင်ပေးနေတယ်ဟာတို့ကဒီအဝတ်စားဒီဇိုင်းရလဲပေါဝင်တဲ့လူတွေအကုန်လုံးအဲတို့တို့တရုတ်ပြည်ကနေပြီးတော့အဝတ်စားအကုန်ဆင်တာဗျာ ဟုတ်ဟိုမလာရပြနေအောင်ဘယ်လိုပြောဆောင်ရမလဲသိထားအခုကျွန်တော်ကဘန်ကိုဓမြတိုက်တဲ့ဇက်ပေါ့လေဒီဇက်ဒီဇက်မှာကျွန်တော်ကဓမြကောင်းဆောင်ပါလားဟုတ်ကျွန်တော် main guide နေရဟုတ်လားဟုတ်ကဲ့အဲ့ဒီလိုလေးပြောဆောင်ခွေရတော့ကိုဖြစ်ချင်တာလေအာသူတို့ကြားလေးလုပ်ခွေရတော့ဘယ်လိုခံစားရလဲဟာပြောတာပေါ့နံပါတ်1ကပြောတယ်နံပါတ်2ကကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်ကုံယူတယ်အဓိကဒါပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒီလိုမျိုးလာရိုက်တယ်ဆိုတာရှားတယ်လေ ဟုတ်လားမဟိုတခြားနိုင်ငံသားနေလာရတဲ့ကားမှာကျွန်တော်တို့တခန်းစာနှခန်းစာလေးပါဖို့ဆိုတာတော့ကျွန်တော်တို့လွယ်တဲ့ကိစ္စမဟုတ်ဘူးလေဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံကတရုတ်ဆောင်နေနဲ့ပဲဒီဒီဒီတရုတ်ပြည်ကနေလာရိုက်မယ်ဆိုတော့အဲအဲ့လိုမျိုးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကျွန်တော်ဝမ်းလန်းတာတယ်အဲကျွန်တော်နိုင်ငံအတွက်လည်း ကျွန်တော်ဂုံယူတယ်ဟုတ်မြန်မာ site ရောပါလားဟိုဟိုဒီဟို PUB site ရောပါသေးတယ်ဟုတ်ကဲ့မြန်မာ site မှာကျတော့တို့ကအော်တိုတွေပြန်မယ်ဒီဘန်ထဲမှာဓမြတိုက်တဲ့အင်ဒိုကျတော့တရုတ်ပြည်မှာရိုက်မယ်ပုံမှာတို့က setting ဆောက်ထားပြီးပြီဗျဟုတ်အဲ့တော့ပြည်ပြည်မှာဓမြသွားတိုင်းဟုတ်ကဲ့တရုတ်ပြည်မှာဓမြသွားတိုင်းပဲပေါ့တရုတ်ပြည်မှာကျွန်တော်တလားလောက်ကြာမှပြောရတယ်ဗျဟုတ်လားဟုတ်အဲ့တော့ ကိုလုတ်ချင်တာလုတ်ခွင့်ရတယ်ပြည်သူဆိုဘယ်လိုပြောမလဲ။နောက်ပြီးတော့ဒါကမမပြည်နယ်လည်းမဟုတ်လေအနိုင်ငံတကာလည်းပါ။နောက်ပြီးတော့မမရောတင်းပြည်မှာပြမယ်လို့ကြားရတော့။ဟာ။ဘာဖြစ်အဲဝမ်းသာတာပေါ့။ဟိုပီတီလည်းဖြစ်တယ်။ဂုံလည်းဂုံယူမိတယ်။ကိုကိုဒါပေမဲ့ငါဒီသက်ရွယ်ရောက်မှအော်ဒီလိုဇာတာပါလာပါလားဆိုတဲ့ဟာတခုပေါ့လေဒါလေးတခုနဲ့ပြီးတော့ပျော်လဲပျော်ပါလေကျွန်တော်တို့ဒီလိုမျိုးရရဖို့ဆိုတာတော်တော်ခင်းရင်တော့အဲ့တော့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကျွန်တော်သိရတော့တော့ ဒါပထမဦးဆုံးလို့ပဲပြောရမလားတော့မသိဘူးဗောလေဟောအဲ့တော့ဘာပဲဖြစ်ကျွန်တော်ဟိုကိုယ်နိုင်ငံအတွက်ဂုံလဲဂုံယူတယ်ကျွန်တော်တို့ဒီလိုဟိုတရုတ်နိုင်ငံနေကမ်းလမ်းကြီးရိုက်တယ်ဆိုတာလဲကျွန်တော်တကယ်ဝမ်းလမ်းဝမ်းသာပါတယ်ကျေးဇူးလည်းတင်ပါတယ်ဒါပေမဲ့စီးပွားရေးမှာပေါင်းနေမယ်အလုပ်ရဘောကမတည်ဘူးလို့ပြောပါလားအလုပ်ရဘောကဟောကချက်တန်လည်းလို့လို့ဟုတ်ကဲ့ဒီကကျွန်တော်ဝါနာပါတဲ့အလုပ်ဒီအမှုပညာစီဝိုင်းဆိုတော့ကျွန်တော်ရဲ့မိသားစုစာဝတ်နေရေး ဟောကျွန်တော်ရဲ့ဒါဟိုဟိုလုံးဝမဲ့လုပ်ငန်းလို့ဖြစ်နေတဲ့အတွက်ဟိုဘက်ကလည်းကျွန်တော်ဒါဟိုလောက်တာပါဒါပေမဲ့ဒီဘက်ကတော့ဟောကျွန်တော်အခုလိုလေးစီးပွားရေးလေးနည်းနည်းလေးပေါ့အဆင်ပြေလာတဲ့အချိန်လေးမှာကျွန်တော်အမှုပညာလေးကိုကျွန်တော်ဝန်သာပါလေးကိုပြန်ပြီးလုပ်ဖြစ်တာပါဗျဟုတ်ဟုတ်ရိုက်ပြီးတော့ဘယ်နှကားရှိတော့လဲဇလန်းလွဲလားဟာဇလန်းနဲ့ဘယ်တော့ရှိတာလဲအဲကျွန်တော်အားလုံးပေါင်းဇလန်းတွဲ၄တွဲလောက်ရှိပါပြီအဲဗီဒီယိုကားအဲ၄တွဲရှိပါပြီနာမည်တွေကကျွန်တော်အဲနေချွန်းဆိုတာဇာကဟောကိုဝေလူကျော်နဲ့အဲပြီးတော့နောက်တစ်ခုက ဟိုကိုနေပန်းပြိုးသည့်လက်အဲကိုနေမျိုးအောင်နဲ့နောက်တစ်ခုကကျွန်တော်ဘွာရဲရဲ့ကျူးဟောဘွာရဲရဲ့ကျူးပြီးတော့နောက်တစ်ခုကကျွန်တော်တို့အရက်သမလင်ဟိုတလောမှာကြိုက်ပြီးပါဇာလန်တွေလေးတွေကြီးပါကြီးအဲဟိုဇက်ကားဝီဒီယိုကားတကားပေါ့ဟုတ်ဆလာတွေရတင်ပြီလားဘလို့တင်ပါလားကျွန်တော်မတင်သေးပြပန်းပြူးသည့်လက်ကတော့ကျွန်တော်တို့ပြပြီးပါပြီဗျဟုတ်ပန်းပြူးသည့်လက်ကိုကြည့်ကြည့်တော့မှကြည့်ရမှာ MRTV မှာလွှင့်ပြီးပါပြီဗျအဲ့တော့ ချိဆက်လို့ရလို့ဘလိုလေးစိတ်ဝင်စားနဲ့ဆက်ပြီးတော့လုတ်ချင်နေတယ်လုတ်ခွင့်ရမယ်အော်ကျွန်တော်ကတော့လုတ်ခွင့်ရတော့တော့လုံနေမှာပဲဗျဟုတ်ဘာလို့ဆိုတော့တခါတလေကျတော့လည်းကျွန်တော်အလုတ်ကလည်းရှိနေသေးတယ်လေအဲ့တော့ဗျာကျွန်တော်အားရတဲ့အချိန်နဲ့ဒီဘက်လုတ်ခွင့်ရတဲ့အချိန်လေးနဲ့ဆိုရင်တော့ကျွန်တော်ဟိုအများနဲ့လုတ်ဖြစ်သွားမှာပါဟုတ်ဒီလိုမှသွားရတဲ့ဖြစ်နေဆိုဘယ်လိုလေးပြောမလဲဘာလို့ဆိုတော့ရောက်ခုလာတိုးနေ တခါမရောက်ဘူးဗျကျွန်တော်ဒါပထမဦးဆုံးရောက်ဘူးမှာပေါ့လေတခါမှမရောက်ဘူးပါဘူးအဲကြောင့်လဲဟိုဘလို့မှမသိတော့ဟိုပျော်တလို့လို့ကြောက်တလို့လို့ဆိုတဲ့ပုံစံသူလေးတော့ပြင်တယ်မဟုတ်သူမကြောက်တယ်ဆိုတာသူများနိုင်ငံကိုမရောက်ဘူးတော့လေကိုလည်းပြီးတော့အဲ့ဘာသာစကားကိုမပြောတတ်တဲ့လူဆိုတော့နည်းနည်းပေါ့ခက်ခဲလေးရှိမလားပေါ့ဒါလေးတစ်ခုစိုးရင်တော့ပါအဲ့လိုဟိုစကားပြောတော့ဘလို့စကားပြောပြီးစိုးဆောင်မှာလားအင်္ဂလိပ်လိုလားပြေရောလိုလားမဟုတ်ကျွန်တော်ဗမာလူပဲဗျ ူကဇက်ကမြန်မာနိုင်ငံဇက်ဖြစ်နေတာသူကနှစ်သစ်လေးပွေကျွန်တော်တို့ဗကြံမကြခင်လေးပေါ့နှစ်ဦးပိုင်းလေးပေါ့အဲ့ဒီအချိန်မှာဖြစ်သွားတဲ့ဇက်လေးပေါ့ဟုတ်ဘူးမဆိုရင်ဒါကိုယ်တည်းနေရာပြစ်ခြေသားမှုအတက်ဟုတ်ကိုသွားတော့လဲပြုတ်ဆောင်နဲ့သွားတယ်ဖြစ်လို့ဘယ်လိုပြောမလဲဟုတ်အဲဘလို့ပြောအစောသားကျွန်တော်ပြောသလိုပေါ့အဲနည်း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 လေးပေါ့အဲ့လိုကိုယ်အခက်အခဲလေးများရှိမလားပေါ့အဲဆိုးဝင်မှုလေးတခုပါပဲကျန်တာတော့ကိုယ်လည်းမရောက်ဘူးတဲ့နိုင်ငံဆိုတော့ ဟိုသွားတော့ပြောမှာပါဒီလိုလဲခိုးရောက်ရင်ကျွန်တော်တို့အဆင်ပြေအောင်လဲဒီလိုဖားပေးပါမယ်လို့လဲဟိုပြောကြပါတယ်တခုပဲကျွန်တော်ဆိုရင်လည်းတို့ရှိမှဟိုတော်တော်အေးတယ်ပြောတယ်မိုင်းနဲ့တော့မသိဘူးပြပြတယ်လို့တော့ပြောတယ်အဲ့တော့အဲ့အဲ့အေးတာတခုပဲကျွန်တော်တို့အဲ့တန်ပဲခံရမှာပေါ့မီတင်တော့ဘယ်တစ်ချိန်လုပ်ပြီမီတင်ကတော့အခါပေါင်းများစွာလုပ်တယ်မနေ့ကညနေရလဲတစ်ချိန်လုပ်တယ်လုပ်ပြီးရတဲ့ဒီမှာရှိတဲ့အကုန်လုံးတရုတ်ဆောင်တွေရော ပါဝင်မဲ့လူတွေအကုန်လုံးကိုတို့ ဟိုညသာစားဝဲလိုက်ကြွေးကြဟုတ်အဲ့တော့ဟိုအားပြင်းနေပြတ်တယ်မင်းသားယူချစ်တဲ့သူတွေသူမိတ်ဆွေတွေဘာလို့ပြောရလဲဟုတ်ဟိုအားလုံးပဲအဲကျွန်တော်အခုလိုပေါ့ကန်လေးလိုက်နေလို့ကျွန်တော်လုတ်ခွင့်ရတဲ့အတွဲကျွန်တော်ထွက်လာတယ်ကျွန်တော်ကားရရှိရင်လည်းဟိုအားပေးကြပါဦးလို့ပြီးတော့နောက်ကျွန်တော်အခုလိုလုခွင့်နေရတဲ့အတွက်ဟိုကျွန်တော်အတွက်လည်းဟိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကိုစားကျွန်တော်အတွက်လည်းဝိုင်းပြီးဂုဏ်ယူပေးကြပါဦးလို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။ဟုတ်ကဲ့။ဒီလိုဆိုတော့ဒီကြောက်ကကံရဲ့စားရဲ့လိုက်ရဲ့အားလေးလို့တာအဲ့လိုလား။အဲကျွန်တော်တို့အမှုပညာသမားတွေအတွက်ကတော့လေအဲကျွန်တော်တို့ဒီကံတို့စမ်းတို့ကျွန်တော်တို့ကလိုအပ်ပါတယ်ဗျ။ဟိုစူးစားတိုင်းလည်းတချို့မဖြစ်တဲ့လူတွေလည်းရှိကြပါတယ်။အဲကြောင့်ဘာဖြစ်ဒါကျွန်တော်ဆိုဟိုကံလေးနည်းနည်းထနေတယ်လို့ပြောရမလားတော့မသိဘူး။ဒီအသက်အရွယ်ရောက်မှအဲကြောင့် အဲအားပေးကြပါဗောကျွန်တော်ဒါလေးပဲပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါဗျာ